ကျမတော်မူကြပါသောခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့နိုဝင်ဘာလ27ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောင်ပါဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့မြန်မာအရေးကိုမဟာဗျူဟာအသစ်နဲ့ American ချင်းကက်မှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်အာဆီယံလမ်းကြောင်းထပ်ပုံမတိရောက်မဲ့မဟာဗျူဟာအသစ်နဲ့မြန်မာအရေးကိုချင်းကက်ဖို့ American Outlook.com ြမအရေးကြားနာပွဲတက်ရောက်သူအလုံးကသဘောတူခဲ့ကြပါတယ်။ထွက်ပေါက်မရှိတဲ့မဟာပြူဟာမြန်မာနိုင်ငံရဲ့အစိုးမရှိတဲ့အချက်အတဲနဲ့အမေရိကန်ရဲ့ကန့်သက်ထားတဲ့ရွေးချယ်ခွင့်များကြားနာပွဲကိုဒေသစံတော်ချိန်နိုဝင်ဘာလ16ရက်နေ့ကအမေရိကန်အောက်လွတ်တော်မှာပြုလုပ်ခဲ့တာပါ။မြမအရေးနဲ့ပတ်သက်ပြီးခိုင်မာတဲ့အချက်လက်နဲ့နီလန်းတွေရရှိနိုင်မဲ့ကျွမ်းကျင်ပညာရှင်တွေရဲ့တသက်ခံထွက်ဆိုချက်တွေကိုလွတ်တော်အမတ်တွေနဲ့တာဝန်ရှိသူတွေကရယူကြားနာတဲ့ပွဲဖြစ်ပါတယ်။ ကြာနာပွဲမှာအဓိကအကြဆုံးအချက်ဖြစ်တွေ့ရတာကအမေရိကန်နိုင်ငံကမြန်မာအရေးကိုအာဆီယံလမ်းကြောင်းကနေဆက်လက်ချင်းကပ်တာထက်ပိုမိုထိရောက်မဲ့ကိုပိုင်မူဝါဒမဟာပြူဟာအစ်စ်နဲ့ပြောင်းလဲချင်းကပ်ဖို့ကြာနာပွဲမှာပါဝင်သူအလုံးကသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ ယခုကြားနာပွဲဟာစစ်အာဏာသိမ်း၄နှစ်ကျော်ကာလအတွင်းမြန်မာအရေးနဲ့ပတ်သက်ပြီး American လွတ်တော်မှာပြုလုပ်ခဲ့တဲ့ကြားနာပွဲတွေထဲမှာအကြီးဆုံးပွဲဖြစ်ကဒေါ်လာရေးအတွက်ရလဒ်ကောင်းတွေရှိလာမယ်လို့ American အခြေစိုက်မြန်မာအရေးဆောင်ရွက်သူတယောက်ကပြောပါတယ်။ Los Angeles မြန်မာလှုပ်ရှားမှုအဖွဲ့မှ James Shui ကဘုံသဘောတူညီချက်၅ရက်နောက်ကိုလိုက်နေတာအဲ့ဒါကမထီရောက်ဘူး။တိတ်အတုံးမဝင်ဘူး။သူတို့ policy ပြောင်းရမယ်ဆိုပြီးတော့အကုန်လုံးသဘောတူကြတယ်။ဘုံသဘောတူညီချက်၅ရက်ထက်ကိုပို့ပြီးတော့ American policy တသက်ဖြစ်တင်တယ်အာဆီယံနောက်ကြီးပဲလိုက်နေလို့ရှိရင်ငါးနှစ်ပြည့်တော့မယ်ဘာမှမဖြစ်သေးဘူးဆိုတော့မြန်မာပြည်နဲ့ဆိုင်တဲ့ policy ကိုသူတို့ပြောင်းမှာပေါ့ဗျာနံပါတ်1ကအတူအောင်ရွေးကောက်ပွဲကိုစတင်သင့်တယ်ဆိုပြီးတော့လက်မခံတင်ဘူးဆိုပြီးတော့အဲ့ဒါလေအကုန်လုံးပဲ Republican ရော Democrat ရောတက်တည်တင်ပြတဲ့သူတွေရောမေကွန်ထုတ်တဲ့သူတွေရောအကုန်လုံးကသဘောတူတယ်နံပါတ်3ကကြာဖြတ်ကိစ္စတွေပေါ့ online ငွေရေးကြေးရေးလိမ်လည်မှုကိစ္စက အမေရိကန်အတွက်သူတို့တိုက်ပြီးလုံခြုံရေးအထိပါတိုက်ခိုက်နိုင်တယ်နိုင်နေရမယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့တာအဓိကဒီတုံးချက်ပေါ်လို့ဆိုပါတယ်အမေရိကန်ရဲ့မြန်မာအရေးပေါ်ချင်းကပ်ဖို့မဟာဗျူဟာအသစ်ပါဝင်တဲ့အချက်၄ချက်ကတော့စစ်ကောင်စီရန်နေရလေပတ်မှုမှာအရေးပါတဲ့အထောက်ပံ့တွေကိုဖျက်တော်ရေးမဟာဗျူဟာဖော်ဆောင်ဖို့အတွက်ခေါင်းဆောင်တယောက်ခန့်အရေးမြန်မာဒီမိုကရေစီအင်အားစုတွေအားကောင်းလာအောင် ထောက်ပံ့ရေးအမေရိကန်နိုင်ငံလုံခြုံရေးကိုချင်းချောက်လာတဲ့အချက်တွေကိုရင်းဆိုင်ဖြည့်ရှင်းရေးစတဲ့အချက်တွေဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့အင်းဒီချင်းနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယတို့အပါအဝင်အရှိတောင်အာရှဒေသတွင်နိုင်ငံတွေရဲ့နောက်ကွယ်မှာဝှက်ထားတဲ့နိုင်ငံရေးသဘောထားတွေအပေါ်မှာမူတည်ပြီးအမေရိကန်နိုင်ငံကဆောင်ရွက်လာမဲ့လုပ်ငန်းတွေအောင်မြင်မှုရှိမရှိကိုတော့စောင့်ကြည့်သွားရမယ်လို့လေးလာသူတွေကမှတ်ချက်ပေးပါတယ်။ Alliance for Democracy in Myanmar အဖွဲ့တီထောင်သူ Mackin Thiri Narasuga American အနေနဲ့ကမ္ဘာမှာအင်အားကျင်းခွင့်ရှာညီအောင်ပေါ်လေအထူးသဖြင့်တရုတ်နဲ့ပတ်သက်ပြီးတော့မှအရှိတောင်အာရှတို့လို့ အင်ဒိုပစိဖစ်ဒေသရေလိုမှာပေါ့သူတို့ရဲ့လွတ်မြောက်မှုဟာတရုတ်ရဲ့အနောက်မှာကျင်းခဲ့တာမျိုးမဟုတ်ဘဲနဲ့အင်အားချင်းကွင်ရှာညီအောင်လှုပ်ဆောင်လာတဲ့အရေးအယံမျိုးတွေကျမတို့တွေခံမှန်းလို့ရပါတယ်ပတ်သက်မှုအတိုင်းအတာတွေတွန်းမြင်ပြီးတော့ဆောင်ရွက်လာတာတွေကိုတွေ့ရပါတယ်အထူးသဖြင့်ကျမတို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီရဲ့ပိုင်းတွေမှာတောက်လျှောက်ဆူသလိုမြန်မာအရေးတွေကအရှိကိုရောက်လာတယ်အခုလိုအရေးကြီးတဲ့ဂျာနာပွဲတွေလို့တလို့ဒီဂျာနာပွဲတွေဆိုတာကဆက်ပြီးတော့မှဥပဒေပြမှုတွေအထိတွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရေးကြီးတဲ့ကိစ္စတွေကိုအမေရိကန်နိုင်ငံအနေနဲ့ဆောင်ရွက်လာတယ်လို့ကျမတို့သုံးသပ်လို့ရပါတယ်ရှင်လို့ဆိုပါတယ်စစ်ကောင်စီကရာဇဝတ်မှုတွေကျူးလွန်ထားတာကြောင့်တရုတ်နိုင်ငံလိုမျိုးစစ်ကောင်စီနဲ့စိစက်ပူပေါင်းဆောင်ရွက်တဲ့နီလန်ကိုတုံးဖို့အမေရိကန်နိုင်ငံအတွက်မပြေနိုင်ကြောင်းကြားနာပွဲမှာဆွေးနွေးခဲ့တာကိုလည်းတွေ့ရှိရပါတယ်အမေရိကန်အစိုးရက online ငွေလိမ်ကြဖြန့်တိုက်ဖြတ်ရေးအထူးအဖွဲ့ scam center strike force ကိုဖွဲ့စည်းကြောင်းနိုဝင်ဘာလ12ရက်နေ့မှာကြေညာထားတာပါ ရပ်ပိုင်းအတွင်မှာပဲလွတ်တော်မှာကြားနာပွဲပြုလုပ်ပြီးမြန်မာအရေးကိုထိရောက်တဲ့မူဝါဒရေးရာနိလန်းတွေနဲ့ချင်းကပ်ဖို့အမေရိကန်လွတ်တော်တာဝန်ရှိသူတွေကကြိုးစားလာတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ကြောက်ဖြူမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ထိန်းချုပ်ထားတဲ့နေရာအချို့ကိုအေအမပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ကြောက်ပြူမှာအကြံဖတ်စစ်တပ်နဲ့အာရကတ်တပ်တော် A တို့အကြားနေရာနှစ်ခုမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ဝင်းရောက်ထိန်းချုပ်ယူထားတဲ့နေရာအချို့ကို AA ကပြန်လည်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်တယ်လို့သတင်းရရှိပါတယ်။တိုင်းချောင်းနဲ့မင်းပြင်းအနီးမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေသလိုမကြသေးမီရပ်ပိုင်းကစစ်တပ်ထိန်းချုပ်ထားတဲ့နေရာအချို့ကိုလည်း AA ကပြန်လည်သိမ်းပိုက်ရရှိနေတယ်လို့ဒေသခံသတင်းရင်းမြစ်တစ်ခုကပြောပါတယ်။တိုက်ပွဲကနှစ်နေရာပြင်းနေတယ်စစ်တပ်ဘက်ကအချောင်းဆုံးမြရတယ်။ AA ကစီရေးအရာ တေချာစည်းစပြီးအပိုင်ရမှဝင်တိုက်တော့စစ်တပ်ကအကြဆုံးများနေတာပေါ့အခုစစ်တပ်ကနေရအချို့ကတော့နောက်ဆုံးနေရပြီလို့ပြောပါတယ်လက်ရှိအချိန်ထိတိုက်ပွဲကပြင်းထန်နေပြီးလီချောင်းကနေ Jet Fighter များနဲ့ပုံကျဲနေတယ်လို့ Navy တွေကလည်းလက်နက်ကြီးများနဲ့အစမပြတ်ပစ်ခတ်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ် စီအေးချင်းကတော့ဘယ်နီယာရီကိုပြန်သိမ့်တယ်အကြဆုံးဘယ်လောက်များတယ်ဆိုတော့ကိုတိတိကျကျမပြောနိုင်ပေမဲ့ကိုရိုဘက်ကအားသာချက်ရှိနေတာကိုတော့အခုတိုက်ပွဲတွေမှာစမြင်နေရပြီလို့၎င်းကသတင်းရင်းမြစ်ကဆိုပါတယ်အကြဘတ်စစ်တပ်ရဲ့ယာယီဝင်ရောက်ထိန်းချုပ်ထားတဲ့နေရာနှစ်ခုကြေးရွာနှစ်ခုကိုအေအေကပြန်လည်တိုက်ခိုက်ချေမှုန်းလိုက်ပြီးနောက်စစ်တပ်ဘက်မှလည်းနောက်တန်းကနေစစ်ကူစစ်ကြောင်းနဲ့လက်နက်ကြီးတပ် drone တပ်တို့ကိုပါရှီတူးစစ်ကူပေးနေတယ်လို့နောက်ထပ်စီးရေးသတင်းရင်းမြစ်တစ်ခုကလည်းပြောဆိုပါတယ် ရှေ့ကတက်တွေအကြဆုံးများလာတော့အခုလက်နက်ကြီးတွေကစစ်တော်ကွာဆုံထိကိုရောက်နေပြီးပြစ်ကူပေးနေရတယ်ဒရုန်းကတော့အဆက်မပြတ်ချနေတာစစ်တပ်ကနောက်ထပ်စစ်ကူတွေပါစုပြီးပြန်ဆုတ်လာတဲ့စစ်ကြောင်းတွေကိုစစ်ကူပေးပြီးတိုက်နေရတော့တိုက်ပွဲကပြင်းထန်နေတယ်လို့ပြောပါတယ်မင်းပြင်းတဲ့တိုင်းချောင်းကိုအကြမ်းဖက်စစ်တပ်ကပူပူနွေ့နွေ့သိမ့်ပိုက်ထားဒီမှာမကြသေးပေမဲ့ထိုနေရာတွေကိုအာရခတ်တပ်တော်က ဒဏ်ပြန်ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက်စစ်တပ်ကအသေးအတန်ခုခံနေတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်စစ်တပ်ကအေးထင်းချုပ်ထားတဲ့ရွာတွေကိုထိုးစစ်ဆင်တက်သိမ်းကလည်းပေးရတာများတယ်တချို့တိုက်ပွဲတွေဆိုရင်ရာနဲ့ချီပြီးသေတယ်အခုတက်ဆုပ်တဲ့အခါလဲစစ်တပ်ကထပ်ပေးရတယ်နှစ်ထပ်ကွန်းသေနေတာလို့ဆိုပါတယ်အရကတတော်၎င်းတို့ထင်းချုပ်ထားတဲ့ကြေးရွာအချို့ကိုနောက်ဆုတ်ပေးလိုက်ပြီးနောက်အကြံဖတ်စစ်တပ်ကဆိုပါကြေးရွာမြတ်မှာအင်အားဖြန့်ခွဲပြီးဝင်ရောက်ယူလာပြီးနောက် အေကအင်အားနည်းတဲ့ကြီးရော်များနဲ့အပိုင်ရမယ့်နေရာတွေကိုဝင်ရောက်တက်ခဲ့ရမှစစ်တပ်ကအထိနာနေခြင်းဖြစ်တယ်လို့ဆိုပါတယ်။ယမန်နေ့နေ့လေကလည်းမင်းပြင်ကြီးရော်ဒေးကိုဝင်ရောက်ယူထားတဲ့စစ်ကြောင်းကိုအေအမအလစ်အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်မှုကြောင့်စစ်တပ်ကအကြမ်းဆုံးများပြီးအရှင်စင်ဦးခန့်တုံပန်းဖြစ်ဖမ်းဆီးခံခဲ့ရတယ်လို့သိရှိရပါတယ်။အကြမ်းဆုံးများနဲ့ရင်ဆိုင်လာရပြီးနောက်စစ်ဦးကျုံနေတဲ့စစ်တပ်ဟာပတ်ဝန်းကျင်ကြီးရော်များနဲ့ အနီးအနားတောင်တန်းတွေကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းဒရုန်းများဖြင့်တိုက်ခိုက်ခြင်းများကိုပြုလုပ်နေသလို Jet Fighter နဲ့လာရောက်ဗုံးကြဲခြင်းတွေကိုလည်းစက်တိုက်ပြုလုပ်နေတယ်လို့သိရှိရပါတယ်။ ULAA ရဲ့နေမီအစ်စ်တာဝန်ရှိသူတဦးကလည်းတိုက်ပွဲမှာ AA ကအသာစီးရနေပြီးစကုံပြင်းနေတယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့တောင်ကုန်မြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၁၀ဦးသေဆုံးပြီးအရာရှိတဦးအပါအဝင်ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ကုန်မြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်သား၁၀ဦးသေဆုံးပြီးအရာရှိတဦးအပါအဝင်ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း KNU တမဟာနဲ့တရင်ကကဲနီချာဒေတာကာကွယ်တပ်ဖွဲ့မှတောင်ရှိသူတဦးကပြောဆိုပါတယ်။နိုဝင်ဘာလ18ရက်နေ့မနက်3:00မိနစ်40ခန့်မှာ လိတ်တူမြို့မှာတောင်ကုန်မြို့နယ်အတွင်းဆင်းလာတဲ့အင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကကွမ်းပင်အုပ်ပင်ရွာအနီးမှာတော်လိုင်းရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှစစ်သား၁၀ဦးသေဆုံးခဲ့ပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒဏ်ရာရရှိသူများထဲမှာဗိုလ်ကြီးတဦးလည်းပါဝင်ကြောင်းသိရှိရပါတယ်။စစ်ခွေးစစ်ကြောင်းကအင်အားတရာကျော်နဲ့လိတ်တူကနေတောင်ကုန်မြို့နယ်ဘက်ကိုဝင်ရောက်လာတာကို ကွမ်းပင်အုတ်ပင်ရွာအနီးမှာတောင်လိုင်းရဲဘော်တွေကစောင့်ကြိုတိုက်ခိုက်ကြတာပါတိုက်ပွဲအတွင်းမှာစစ်ခွေး20ကျော်ဒဏ်ရာရတယ်စေကောင်ကျော်သေဆုံးတယ်လို့သိရတယ်ဒဏ်ရာရတဲ့သူတွေထဲမှာဗိုလ်ကြီးတကောင်လည်းပြင်းထန်ဒဏ်ရာရတယ်လို့သိရှိရပါတယ်လို့ KNU တက်မာနဲ့တရင်ကကဲနီဂျာဒေသကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို KNU တက်မာနဲ့တရင်ကနဲ့တရင်ချောက်မှာတော်လိုင်းရဲဘော်တွေကပူးပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ပြီးအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးကြတာကတော့ရွေးကောက်ပွဲဂတိမတိပါကလက်သိနဲ့ထိုးရန်ကြန့်ခိုင်းရေးပါတီဥက္ကဋ္ဌခင်ကြီးပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရွေးကောက်ပွဲမှာကြန့်ခိုင်းရေးပါတီအနိုင်ရလို့ပေးထားတဲ့ဂတိတွေမတည်ရင်မျက်နာကိုလက်သိနဲ့ထိုးပါလို့နိုဝင်ဘာလ19ရက်နေ့မှာပြုတ်လုတဲ့ရန်ကုန်တိုင်းပါတီမဲဆွေပွဲမှာဥက္ကဋ္ဌခင်ကြီးကပြောပါတယ်။ယမန်နေ့နေ့လယ်ကရန်ကုန်မြို့တူဝနမိုးလုံးလေးလုံးအကစားကွဲမှာပြုတ်လုတဲ့ရန်ကုန်တိုင်းကြန့်ခိုင်းရေးပါတီရဲ့ မဲဆွေစီယုံကြီးပွဲမှာခင်ကြီးကပြောဆိုခဲ့တာပါနိုင်ငံဝန်တန်းငယ်တွေအခမဲ့ခီးသွာလာခွင့်ရရှိရေးအာမခံချက်တွေကုန်စည်နှုန်းကျဆင်းအောင်ဆောင်ရွက်ပေးမဲ့ကတိကဝတ်တွေလေသမားတို့ရဲ့ကျွေးမီတန်တရာကတစားတစ်တစားကင်းရှင်းအောင်ဆောင်ရွက်မဲ့အစီအစဉ်တွေပြည်ပရောက်နိုင်ငံသားတွေရဲ့ရပိုင်ခွင့်အခွင့်အလန့်တွေနိုင်ငံသားတွေရဲ့အလောက်ကင်ခွင့်လန်းတွေပေးမယ်လို့ကျွန်တော်တို့ကြေပေးထားတယ်။ ကျွန်တော်တို့ပါတီကရွေးကောက်ပွဲအနိုင်ရလို့ဒါရီကိုမလုပ်ပေးနိုင်ဘူးဆိုရင်မျက်နာကိုသာလက်သီးနဲ့လာထိုးလိုက်လို့ဆိုပါတယ်။ကြံခိုင်ရေးပါတီကဒီလိုမဲဆွယ်စီရင်ခဲ့တာယခုမှမဟုတ်ပဲ2010ကနေအခုချိန်ထိဖြစ်ပြီးတကယ်တမ်းအနိုင်ရသွားတဲ့အခါမှာအနိုင်ရသွားတဲ့မဲဆန္ဒနဲ့မြို့နယ်တွေကိုလုံးဝလှည့်မကြည့်တော့ပဲမိမိချမ်းသာရေးကိုသာကြည့်တဲ့ပါတီမျိုးဖြစ်ကြောင်းနိုင်ငံရေးလှစ်လာသူတယောက်ကပြောပါတယ်။2010တုန်းကအရင်ဥက္ကဋ္ဌဟောင်း ဦးတန့်သေးလေဒီလိုပဲမဲဆွယ်စည်းရုံခဲ့တော့ပဲကျွန်တော်အနိုင်ရသွားလို့မြန်အောင်မျိုးကြီးဖွံ့ဖြိုးတိုးတက်မှုမရှိရင်ကျွန်တော်မျက်ခွက်ကိုလက်သီးနဲ့လာထုဆိုပြီးအနိုင်ရသွားတော့သူ့အိတ်သေးသေးရောတကယ်တမ်းသူပြောတဲ့အတိုင်းမြို့ခံတွေကလက်သီးနဲ့ဝိုင်းထုတ်ရင် အခုချိန်ဦးတန့်သေးလူလောကမှာတော့ရှိမှာမဟုတ်တော့ဘူးအဲ့ဒီလိုဂရိမတီလို့2015မှာ NLD ပါတီကိုအပြတ်အသတ်ရှုံးပြီး2020ရောက်တော့နေပြည်တော်မှာသွားပြိုင်ခဲ့တာလို့ဆိုပါတယ် ယမန်နေကတူဝနမိုးလုံးလီလုံးအင်္ဂစားကွင်းမှာပြုတ်လုခဲ့တဲ့ရန်ကုန်တိုင်းချက်ခံရေးပါတီရဲ့မဲဆွယ်စီယုံရေးပွဲကိုရန်ကုန်မှာရှိနေတဲ့ချက်ခံရေးလွတ်တော်ကိုယ်စားလှယ်တွေပါတီဝန်ရံသူတွေတက်ရောက်ခဲ့ပါတယ်။ဒီဇင်ဘာလမှာဆေးအုပ်စုကပြုတ်လုမဲ့ရွေးကောက်ပွဲမှာချက်ခံရေးပါတီကကိုယ်စားလှယ်လောင်းတထောင်ကျော်ဝင်ရောက်ရှင်းပြိုင်မှာဖြစ်ပါတယ်။အာနာသိန်းစစ်တကပြုတ်လုမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်လို့ ပြည်သူတွေဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့မြို့သားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့အနောက်အင်အားကြီးနိုင်ငံအချို့ရဲ့စီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများခံရတယ်လို့ညို့စောပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာအာဏာသိမ်းထားတဲ့စစ်တပ်ကအနောက်အင်အားကြီးနိုင်ငံအချို့ရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများခံရကြောင်းမင်းအွန်လိုင်းခတ်အပ်ထားတဲ့ဝန်ကြီးချုပ်စိုးသူဘူဂျိုဟောင်းညိုစောကပြောဆိုပါတယ်။ယမန်နေ့နေပြည်တော်မှာပြစ်လုတဲ့စစ်ကော်မရှင်မှာ၎င်းကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။လက်ရှိမိမိတို့နိုင်ငံအပေါ်အနောက်အင်အားကြီးနိုင်ငံအချို့နဲ့၎င်းတို့ရဲ့ဩဇာလွှမ်းမိုးခံနိုင်ငံများအနေနဲ့စီးပွားရေးပိတ်ဆို့ရည်ယူဆောင်ရွက်မှုများ မီဒီယာအသုံးပြုထိုးနှံတိုက်ခိုက်ခြင်းများဆောင်ရွက်လျက်ရှိပါကြောင်းလက်ရှိကာလမှာနေဆက်ဒေတာများကိုအခြေပြု၍ဖြစ်ပေါ်လျက်ရှိတဲ့နိုင်ငံဖြတ်ကျော်မှုကိများနဲ့နေဆက်အခြေပြုလက်နက်ကင်ဖွဲ့စည်းတွေကကာစီနိုနဲ့အွန်လိုင်းလောင်းကစားခြင်းတွေကိုနိုင်ငံတကာရာဇဝတ်အဖွဲ့များနဲ့အတူကျွလွန်ဆောင်ရွက်နေတဲ့အတွက်တိတိယောက်ယောက်ရှင်းလင်းဆောင်ရွက်နေကြောင်း၎င်းကဆိုပါတယ်စစ်တက2023ခုနှစ်အောက်တိုဘာလမှစတင်ပြီး2025ခုနှစ်နိုဝင်ဘာလလယ်အထိနှစ်နှစ်ကျော်ကာလအတွင်း မြန်မာတို့အင်းကြီးချင်းနိုင်ငံများမှတဆင့်တရားမဝင် ရောက်လာခဲ့တဲ့နိုင်ငံပေါင်း52နိုင်ငံမှနိုင်ငံခြားသား6809ဦးကိုအင်းကြီးချင်းနိုင်ငံများမှတဆင့်တပ်ဆိုင်ရာနိုင်ငံများကိုပြည်နှင်ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်းအင်းကြီးချင်းနေဆက်လမ်းကြောင်းမှတဆင့်မိမိတို့နိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာပြီးနေဆက်ဒေသတွေမှာအခိုက်အမာအခြေချ၍အွန်လိုင်းလိမ်လည်မှုများကျူးလွန်နေတဲ့လောင်းကစားအဖွဲ့တွေကိုလည်းအမျိုးသားရေးတာဝန်တရက်ဖြစ် အင်တိုက်အားတိုက်ရှင်းလင်းဖေရှားဆောင်ရွက်လျက်ရှိပါကြောင်းညူစောကဆက်လက်ပြောဆိုပါတယ်။အချမ်းဖတ်စစ်တခန်းညူစောကထို့သို့ပြောဆိုပေမဲ့လက်တွေ့မြန်မာနိုင်ငံမှာကြားဖြန့် online ငွေလိမ်လည်မှုများအမြင့်ပြတ်သွားခြင်းမရှိသေးပဲပိုမိုတိုးပွားလာနေကအမေရိကန်ပြည်ထောင်စုကကြားဖြန့်တိုက်ဖြတ်ရေးအထူးအဖွဲ့ဖွဲ့စည်းရသည့်အထိအခြေအနေများဖြစ်ပေါ်လာပါတယ်။လက်ရှိကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာစစ်တပ်နဲ့လက်အောက်ခံ BGF တွေက ခေကေဖတ်နဲ့ရွှေကုတ်ကူမှာကြားဖြတ်နေနေရေးလို့အမိတက်၍ဝင်ရောက်စီနင်းဖန်းစီမှုတချို့လှုပ်ဆောင်နေပေမဲ့လေ BGF ကကြားဖြတ်တရုတ်တတိများနဲ့ရထိုက်ကုမ္ပဏီတာဝန်ရှိသူတွေကိုဝင်ရောက်မစီနင်းမီဘေးလွတ်ရာနေရာတွေကိုခေါ်ထုတ်မှုများဖြစ်ပေါ်လျက်ရှိပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်လောင်းကနေကြားဆောင်တက်တွေကရာဇဝတ်လုပ်ငန်းတွေကိုအာဏာသိမ်းစစ်တပ်ရဲ့အကာအကွယ်နဲ့ပြန်လည်လုပ်ကိုင်ခဲ့ကြောင်းထို့ကြောင့်လက်ရှိအကြက်တင်းများရဲ့အဓိကတရားခံမှာ အကြံဖတ်စစ်တပ်သားဖြစ်ကြောင်းနိုင်ငံတကာကစိုက်ဘာလိမ်လည်မှုတွေကိုနှိမ့်နှင်းရန်ကြိုးစားလာတဲ့အတွက်ကြောင့်စစ်တပ်က KGPK ကသို့သောငွေကြေးလိမ်လည်မှုစင်တာတွေကိုအယောင်ပြဖြိုခွင်းပြပြီးကရင်ပြည်နယ်ရဲ့အခြားနေရာနှစ်ခုကိုပြောင်းရွှေ့ကငွေကြေးလိမ်လည်စင်တာများပြန်လည်လက်ပတ်နိုင်ရန်စီစဉ်နေမှုကို NUG ကအထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကနိုဝင်ဘာလ19ရက်နေ့မှာထုတ်ပေါ်ပြောဆိုထားပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့မြေပြင်စီရေးတရင်သုံးသက်ချက်တွေကတော့မိတိုင်အောင်ပူမောင်းတယ်။မိုးကုတ်မိုးမိမြို့ကနေနိုဝင်ဘာလ29ရက်နေ့မှာ TNL စုခွာဖို့ရှိပြီးမစုခွာခင်မိုးကုတ်မြို့ရဲကိုစစ်ကောင်စီတပ်ကိုခေါ်သွင်းလာမယ်လို့တော်လိုင်းရဲ့အင်အားစုတွေကပြောထားတယ်လို့ TVB သတင်းဌာနကတင်ဆက်ထားပါဗျ။နိုဝင်ဘာလ15ရက်နေ့မှာတအောင်တက် DNL နဲ့စစ်ကောင်စီတို့တရုတ်မှာတွေ့ဆုံခဲ့ပြီး DNL ကသူတို့အကျိုးအတွက် give and take စစ်ဆင်လုပ်သွားတာတွေ့ရပါတယ်။ စီနာကိုပြနေအောင်ကြောက်တာနဲ့တင်ယူထားတဲ့မြို့၎င်းတို့ TNL တပ်ပဲတင်ယူထားတာမဟုတ်ပဲမန် PDF နဲ့မိုးကုတ်တော်လန်ရေးအဖွဲ့တွေပါဝင်ခဲ့တာကို၎င်းတို့ TNL သဘောဆန္ဒအတိုင်းဆုံးဖြတ်တာသတင်းထွက်တဲ့အတိုင်းသာဆိုမဟာမိတ်တွေအပေါ်စီးပိုးတာကြောတာမျိုးဖြစ်နေပါတယ်ဒါကို လုံးဝလက်ခံလို့မရပါဘူး TNL အပြောအရစစ်ကောင်စီနဲ့နှစ်ဖက်ဆက်ဆံရေးရုံးတွေထရှိပြီးစီးပွားရေးလုံးမဲ့သဘောထားတွေပေါနေပါတယ် ါက TNL သိမ်းပိုက်ထားတဲ့၁၂မြို့မှာ၅မြို့လက်လွတ်ပြီး9မြို့မှာတအောင်းပြည်နယ်ထူထောင်က wallet လုံးမဲ့လမ်းကြောင်းကိုဥတီလာနေပြီးပြည်သူလူထုနဲ့မဟာမိတ်ဒေါ်လာရေးအဖွဲ့တွေကိုနောက်ကျောဓာတ်နဲ့ထိုးမဲ့ image မျိုးတွေ့လာပါတယ်။မဟာမိတ်စီ red line ကို ချိုးဖောက်တာပါပဲ။ SSR DDR အရာ PSLF TNL မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ SSPP SSA KIO KIA အဖွဲ့တွေနဲ့တောင်မတည့်တာຫນွေဦးဒေါ်လာရေးကနေပေါက်ဖွာလာတဲ့ မန် PDF တွေအခြားတော်လိုင်းအင်အားစုတွေနဲ့ဆို night test စီးနင်းလုပ်မှာမလွယ်ဘူး။နေမီကိစ္စနဲ့ SSPP တက်နဲ့အချင်းများတိုက်ပွဲဖြစ်တာထားတော့ဆရာသမားဖြစ်တဲ့စစ်ပညာသင်ပြီးတဲ့ KIO KI အပေါ်ကုတ်ခိုင်မှာကချင်အလန်ထောင်တဲ့ကိစ္စမိုးမိတ်ကိုတင်းယူတဲ့အချိန်မှာပုတ်တိုက်တဲ့ကိစ္စမှာတအောင်တက်ရဲ့လုတ်ရက် ရုပ်စုအကြီးတန်းတာအမှန်ပဲ။တအောင်တက် TNL အနေနဲ့စစ်ကောင်စီကိုမိုးကုတ်မြို့တဲ့တွင်းလာရိုးတာမှန်ရင်မန် PDF တွေမိုးကုတ် TRN view ဟာ မိုးကုတ်ဘက်ကဖောက်တွေအနေနဲ့ထမင်းရေပူစည်းကိုကြော်လာတဲ့ TNL ကိုငေညာစရာအကြောင်းမရှိဘဲပြက်ပြက်တာတာစရင်ရှင်းဖို့လိုတယ်။မဟုတ်ရင်တော်လိုင်းဒစုံလုံးကိုထိခိုက်သွားစေမှာအမှန်ပဲ။မြေပြန့်ရဲ့တော်လိုင်းရဲ့မောင်းနေအောင်ဝင်ရိုးကိုရိုက်ချူလိုက်တာနဲ့တူနေပြီးစစ်အာဏာရှင်အမြင့်ဖြတ်တော်လိုင်းရဲ့ဘာနေထီတန်သွားပါလိမ့်မယ်။အရေးကြီးဆုံးကမိုးကုတ်ပြည်သူလူထုနဲ့မြေပြန့်လွင်ပြင်ရဲ့ပြည်သူလူထုစံတော်သဘောထား feedback ကိုနားထောင်ကြည့်ပါ။ຫນွေဦးတော်လိုင်းရဲ့ရည်ရွယ်ချက်အပေါ် PDF တက်မတော်စေယုံချုပ်ဒုတိယစေဦးစီးအရာရှိချုပ်ဒေါက်တာဆူတူရစောအနေနဲ့ do or die တော်မလားဆိုတာကတော့ဆုံးဖြတ်ရပါတော့မယ်။စီးရဲနိုင်ငံရေးမှာအမြဲတမ်းမိတ်ဆွေအမြဲတမ်းမရှိဘူး။အကျိုးစီးပွားသာရှိတယ်ဆိုတဲ့ ideology နဲ့မောင်းနှင်နေတာ။ TNL ထွက်ခွာရင် man PDF အပါအဝင်မိုးကုတ်ပလဖမိုးကုတ် TRN viewer တို့ကစစ်ကောင်စီလက်ထက်မကြရအောင်ကာကွယ်သွားမယ်လို့အော်တိုဘာလ31ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ statement ထုတ်ပြီးမှ TNL ရုပ်ကွက်ခင်းမှု အောက်မှာစစ်ကောင်စီနဲ့စီနာမြေမေတို့ရဲ့ဝါမျက်မှုအောက်မှာနေမြုပ်သွားလိမ့်မယ်။ပြန်တိုက်ရင်လဲမိုးကုတ်မျိုးစစ်စစ်ညက်ညက်ကြည်သွားလိမ့်မယ်ဆိုတဲ့အယူဆရှိနေရင်2024ဇူလိုင်လမှာမိုးကုတ်မိုးမိတ်မျိုးကိုတင်းယူတာမှာဒီရဲ့ side effect ကိုမတွေးမိခဲ့လို့လား။ကကကကတိုက်ယူထားပြီးလွယ်လွယ်ပြန်ပေးရအောင်ဒီຫນွေဦးတော်လန်ရေးမှာကြာဆုံးသွားတဲ့လူတွေရဲ့စွန့်လွတ်ပိတ်ဆက်မှုကဈေးပေါ်နေလို့လား ကြာကြာထိမ့်မနေနိုင်မဲ့အတူတူအခုချိန်စုတ်ခွာပြီးမှအင်အားစုပြီးထိုးစစ် ပြင်ဆင်မယ်ဆိုတဲ့ tactically ကလည်းအလုံးမဖြစ်ဘူး PDF တက်မတော်တခုလုံးအနေနဲ့ခြုံပြီးကြည့်ရတော့မယ် might is right လို့ကိုလှုပ်ရတော့မယ်လှုပ်ရင်တော်လိုင်းရေးတအူးဖြစ်တဲ့ KIA အပြင်အခြားမဟာမိတ်တပ်တွေနဲ့စုပေါင်းတိုင်ပင်ပြီး strategy ရေးဆွဲရပါမယ် TNLA မိုးကိုမိုးမိတ်ကိုပြန်ပေးမယ်လို့အတန်ထွက်လာတဲ့အချိန်မှာမိုးမိတ်မျိုးနဲ့38မိုင်ကွာမဘိမျိုးကိုတင်ထားတဲ့ KIA APSDF က မိုးမိတ်မြို့ကိုစီရေးအရာကူညီပေးမယ်လို့ကတိပြုထားတယ်။ချင်းဘက်မှစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာမကိုမြင်တဲ့အရခတ်တပ်တော် AA ကချင်းညီနောင် CB အပွင့်နဲ့တွေ့ဆုံပြီးစစ်ကောင်စီကိုတိုက်မယ်လို့သဘောတူကြပါတယ်။မဟာမိတ်ဆက်ဆံရေးဆိုတာအဲ့ဒီလိုပါ။ချင်းညီနောင် CB ဆိုတာကလည်း AA ထံကနေအစကတည်းကစစ်လက်နဲ့အကူအညီစစ်ပညာယူတဲ့အပြင် AA ရဲ့စစ်မိတ်အောက်မှာအတူတွဲတိုက်လာတဲ့စနစ်ကြတဲ့တပ်ဖွဲ့ဖြစ်လာတယ်။ AA ရဲ့ခေါင်းဆောင်မှုအောက်မှာ CB ကတက်တော်တိဆောက်ပုံ ပါတီနိုင်ငံရေးကူးပြောင်းဘုံကိုစနစ်တကျသင်ယူနေတာဆိုပြီးစလိုင်းယော့မန်ကဆိုထားတော့ရခိုင်နဲ့ချင်းပတ်ချက်မှာစစ်ကောင်စီကင်းစင်နေပြီဖြစ်လာတယ်။ဒါမှမိတ်တွေရဲ့ပေါင်းစည်းခြင်းအကျိုးနဲ့ leadership role ကဘယ်လောက်အကျိုးရှိတယ်လဲဆိုတာ man pdf တွေမိုးကုတ် pdf တွေတည်ကြမှာပါ။ KIA ကကိုနဲ့လက်တကန်းရှိလို့ TNL ကိုဖနှောက်ဆောင်ကန်ပြီး KIA နဲ့မဟာမိတ်ဆက်ဆံရေးတိစောက်ဖို့လိုတယ်။စစ်ကောင်စီရဲ့ရှမ်းမြောက်မှာချထားတဲ့တပ်တွေမန္တလေးတိုင်းဒေသကိုဝင်လာပြီး မတရားတပိတ်ချင်းစင်ကူးကစလို့မိုးကုန်းနဲ့မိုးမိတ်မြို့တွေကိုပါပြန်ထိန်ချုပ်ဖို့စီရေလှူရှားနေကြတယ်။အခုချိန်ကတော်လန်ရေးအလှည့်ပြောင်းဖြစ်လာဖို့ရှိနေတယ်။စီရေနိုင်ငံရေးမှာ pragmatic စံဖို့လိုပါတယ်။ tipping point ကိုရောက်လာလေးလေးအန်ရီနဲ့အခွင့်အလမ်းကစတူရှိနေပြီးတချောင်းတည်းသော စိတ်ထားမှတော်လန်ရေးခရီးဘန်းတိုင်းကို အောင်မြင်စွာရှောက်လန်းနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရေးသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင့်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။